နေပြည်တော်တွင်ဓာတ်ထလူရမှုကျွလွန်ခဲ့သူနှစ်ဦးအားဖမ်းဆီးရမိမင်္ဂလာပါအော်ဒီယိုဖိုင်စော်နိုင်ငံနေကြိုးဆိုပါတယ်ဒီတစ်ခါမှာတော့နေပြည်တော်မှာဓာတ်ထလူရမှုကျွလွန်ခဲ့သူနှစ်ဦးအားဖမ်းဆီးရမိဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေပြည်တော်ပောက်ကသတိမြို့နယ်၌အမျိုးသမီးဝန်ထမ်းတဦးအားဓာတ်ဖြစ်ထား၍လူရမှုကျွလွန်ခဲ့သူနှစ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်2025ခုနှစ်အောက်တိုဘာလ10ရက် ညနေ9နာရီချိန်မှာဇေယသီရီမြို့နယ်ကြောက်ချက်ကျေးရွာနေလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနမှဒေါ်စုမွန်ကျော်အသက်40နှစ်ဟာရုံးမှတ်48မှတကောင်းရနေအိမ်သို့မန္တလေးလမ်းအတိုင်းဆိုင်ကယ်ဖြင့်တဟိုးရဲပြန်လည်မောင်းနှင်လာပါတယ်ဒီလိုနဲ့ပဝါသီရီမြို့နယ်ကံလကျေးရွာအနီးရာဇတင်ကအင်ယာတစ်အနောက်ရောက်မှာတော့အမျိုးသားနှစ်ဦးမောင်းနှင်လာတဲ့ဆိုင်ကယ်ကသူ့ဆိုင်ကယ်အားအရှိမပိတ်ရခါ ဓာပြစ်ထောက်ရအနုချမ်းစီးမှုဖြစ်ပွားခဲ့ပါတယ်။သူထံကနေစံဆောင်းနှုတ်တန်းပလက်အမျိုးအစားလက်ကင်ဖုံးတစ်လုံးပလက်တီနမ်ဆွဲကြိုးတစ်ကုံဝေချက်တသိန်းခွဲခန့်နဲ့ဝန်တန်းကများနဲ့အေတီယံကများထည့်ထားတဲ့လက်ကင်အိတ်တစ်လုံးတို့အားလူရက်ယူဆောင်သွားခဲ့ကြောင်းသိရပါတယ်။ဒီအမှုအားပဝသတိမျိုးနဲ့ပတ္တာနယ်မြေရဲစခန်းမှာရာဇဝတ်ကြီးပုံမှ38နှစ်ဖြစ်အမှုရေးဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ ပြင်းမှုကျွလွန်သူများကိုဖမ်းဆီးရမိနိုင်ရေးအတွက်ဆောင်ရွက်ခဲ့ရမှာတော့ပြင်းမှုကျွလွန်သူများဟာပြင်းမနာမျိုးနဲ့ရန်အောင်နဲ့ရက်ွက်နေသူများဖြစ်ကြတဲ့ကောင်းစံထေးခေါ်မြတ်သူအောင်ခေါ်မဲလုံးနဲ့ကိုကိုထွန်းခေါ်မဲလုံးတို့ဖြစ်ကြောင်းသိရှိရပါတယ်။၎င်းတို့ကိုဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရမှာတော့အော်တိုဘာလ14ရက်နေ့နံနက်ပိုင်းမှာ၎င်းတို့နှစ်ဦးဟာလယ်ဝေးမြို့နယ်အမှတ်1အခြေခံပညာအထက်တန်းကျောင်းအနီးလမ်းမပေါ်၌ပြင်းမှုကျွလွန်စဉ် ၎င်းတို့အသုံးပြုခဲ့တဲ့ဆိုင်ကယ်တစ်စီးနဲ့အတူပြင်းမှုကျွလွန်ရမှာလူရက်ယူဆောင်ခဲ့တဲ့စာဆောင်နှုတ်တန်းပလက်လက်ကင်ဖုံးတစ်လုံးငွေဆက်ကူကျပ်တသိန်းလုံးနဲ့အတူဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ဖမ်းဆီးရမိထားသူများ၏ထွက်ဆိုချက်များအရ၎င်းတို့ဟာအော်တိုဘာလ10ရက်နေ့ညနေပိုင်းမှာချင်းရွာဘက်မှရေပြာချင်းရွာဘက်ကိုမန္တလေးလမ်းအတိုင်းဆိုင်ကယ်မောင်းနှင်လာစဉ်၎င်းတို့ရှိမှအမျိုးသမီးတဦးတည်းဆိုင်ကယ်မောင်းနှင်နေတာကိုတွေ့ရှိရတာကြောင့် အနောက်မှကတ်လိုက်လာကြောင်းရာဇတင်ခအညာအနောက်ရောက်မှာတော့အစိုးရအမျိုးသမီးစီးရဲဆိုင်ကယ်ကိုဝန်တိုက်ခါတားဆီးခဲ့ကြောင်းအမျိုးသမီးထံမှလက်ကင်တစ်လုံးလက်ကင်ဖုံးတစ်လုံးနဲ့ဆွဲကြောတစ်ကုန်းတို့ဟာဓားထောက်လူရက်ယူဆောင်ခဲ့ကြောင်း၎င်းတို့မှာတော့သူတို့ဟာဝေဘူလဖုန်ကြီးကျောင်းအနီးရောက်မှာတော့လူယူခဲ့တဲ့လက်ကင်အိတ်တွင်မှငွေများအားထုတ်ယူ၍လက်ကင်အိတ်အားလွှတ်ပစ်ခါကောင်းစံဒေးခေါ်မြတ်သူအောင်ခေါ်မဲလုံးမှဆွဲကြောနဲ့ဝေ9000ကျပ်အား၎င်း ကကောထုံးကောင်မဲလုံးမှလက်ကင်ဖုံးနဲ့ငွေ9000ကျပ်အားလကောင်ခွဲဝယ်ယူခဲ့ကြောင်းသိရပါတယ်။ဒီဖြစ်စဉ်မှာဖမ်းဆီးရမိတဲ့ကောင်းဆန်သေးကောမြတ်သူအောင်ကောမဲလုံးနဲ့ကကောထုံးကောမဲလုံးတို့အားဝင်းဆက်ပြစ်မှုများရှိမရှိဖော်ထုတ်စစ်ဆေးလျက်ရှိပြီးဥရယ်နဲ့ညီတိရောက်စွာရေယူနိုင်ရင်နဲ့တိန်ဆဲရန်ကြံတတ်သိကံပြစီများအားပြန်လည်တိန်ဆီးရရှိနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။အဆုံးထိအောင်နားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲ 베비아래 외과 잡아내비야.